အပိစုတ်2ရဲ့အစမှာတော့ဂျီအောင်တို့နဲ့ရောက်တာချေဟုံးလို့ခေါ်ရတဲ့ဘရင်တို့ကဂျီအောင်တို့ရိဖန်းစီတဲ့ရဲမတံကိုပုံနေခဲ့ပေမဲ့တွေ့တော့ကဖန်းစီခံလိုက်ရပါတယ်။ထောင်ထဲမှာတော့ရှေးခေတ်ပုံစံဝင်းစားတွေနဲ့မိမတွေကြောင့်မယုံကြည်နိုင်ဖြစ်နေတဲ့ဂျီအောင်လည်းထောင်ထဲမှာတောင်းကျနေတာကြောင့်ပါဇက်ပါအပိတ်ခံထားလိုက်ရပါတယ်။အဲ့ဒီအချိန်ဖြစ်ခဲ့တဲ့ညတွေကိုပြန်စစ်ဆေးမိကသူဆော့ပလော်တီးခဲ့တဲ့သူဟာလည်းဘရင်ရုံးရုံဖြစ်မလားမသိဘူးဆိုပြီးစိတ်ညစ်နေတော့အပြိုအဝခွဲဖို့အတွက်တန်းစီနေခဲ့ရပါတယ်။28နှစ်အရွယ်ဂျီအောင်တို့ကတော့အမနာထိခိုက်စေရပါ ေမဲ့ဟိုအုပ်စုမှာဂေကုန်းနဲ့အတူရောက်သွားကအရေးမခံခဲ့ရတဲ့သူတွေကတော့မိဖို့ကြောင့်မှစားတောက်ဖို့ချက်ပြုတ်ရမယ်လို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့စမ်းချောင်းမှာကျင်ခဲ့တဲ့အဝတ်စားကြောင့်ဂျီအောင်တို့အုပ်ချုပ်ရေးမှူးရုံးကိုဖမ်းခေါ်သွားခံရမှန်းသိခဲ့ရပါတယ်။ဂျီအောင်လည်းတယောက်တစ်ပေါက်နဲ့တယောက်တစ်မျိုးချက်ပြုတ်နေကြတဲ့ဟင်းတွေကြောင့်စိတ်ပြက်ကအစားတောက်ဆိုတာစားသုံးမဲ့သူရဲ့အစဉ်အတန်ပညာစမတ်ကလာအလိုက်စဉ်းစားချက်ပြုတ်ရတာဖြစ်ကြောင်းပြောလိုက်ပြီးရုံးတော်ရဲ့တာဝန်ရှိသူကိုမေးလိုက်တော့ဟဲ့ဒယ်ရီယာဟန်ယန်းကအစင်းမြင့်ရရှိသားဖဖြစ်ပြီး ။တပ်ဖြစ်သူကအတွင်းဝင်တစ်ဖြစ်လဲမင်းကြီးရဲ့တငယ်ချင်းဖြစ်ကြောင်းပြောကအစားတောင်းနဲ့ပတ်သက်ပြီးချက်ဘိုးကနေလေးဖြစ်အောင်အပြစ်မရှိအပြစ်ရှာတတ်ကြောင်းပြောလိုက်ပါတယ်။ဂျီအောင်လည်းတကယ်လို့သူတို့ချက်ပြုတ်တာဆင်ပြေတယ်ဆိုရင်သူတို့အကုန်လုံးကိုဒီကလွတ်ပေးရမယ်လို့ပြောလိုက်တာကြောင့်ဟိန်တော်ရဲ့တပ်ဖြစ်သူကလည်းတကယ်လို့အဆင်မပြေခဲ့ရင်လည်းအသက်နဲ့တောင်းယူပေးရမယ်လို့ပြောလိုက်ပါတယ်။ ကြည်အောင်လည်းအဖွဲကိုဦးဆောင်လိုက်ပြီးရှိရပစ္စည်းလေးနဲ့အမေသားဂစ်စတိတ်လို့ဖို့ပြင်ဆင်နေကြပါတယ်။တကယ်တော့ဒီအိမ်တော်ကိုအတွင်းဝင်ကျောက်သားဖားလာတဲ့အကြောင်းရင်းကတော့ဒီအိမ်တော်ရဲ့သမီးဖြစ်သူကိုချေအောင်အဖြစ်လက်ခုမာတာကြောင့် ။သမီးဖြစ်သူကိုထပ်ပြီးခိုင်းကအစားအသောက်နဲ့ဧည့်ခံဖို့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ခြေရောင်းတရားချက်ပြောရမယ်အသားကတော့ဓာတ်နဲ့တောင်လီမြလောက်အောင်မတ်တောင်းနေရာကြောင့်ပြင်းစတိုင်ဟင်းချက်နီးကိုတုံပြီးအကြံရသွားခဲ့ပါတယ်။တစ်ဖက်မှာတော့မင်းကြီးရဲ့ဂျင်အာတော်ကဟုံးအိမ်တော်ရဲ့သမီးဖြစ်သူချေဟုံးအဖြစ်ရွေးခံရရင်ဖြစ်လာမယ့်ပြဿနာတွေကိုတွေ့ကာဂျင်းနဲ့နေခဲ့ပါတယ်။အဲ့ဒီအချိန်အတွင်းဝင်တပ်ဖွဲ့ရောက်လာပြီးစူးစောင်းထားတဲ့မိန်းကလေးတွေကိုရွေးနေပြီးခြေစင်တို့လာမင်းတို့လောက်မလာဘူးလို့ပြောကဟောင်းအိမ်တော်ရဲ့မိမလေးကိုမေးလိုက်ပါတယ် ဒါပေမဲ့စားဖို့အဆင်သင့်ဖြစ်နေပြီလို့ပြောလိုက်တာကြောင့်အရင်စားတော့ပုံဆောင်နေတော့လာချပေးတဲ့ဟင်းပွဲမှာပါတဲ့အသားလေးကကြောင်စာလောက်ဖြစ်နေတာကြောင့်ရိုင်းပြစွာဆက်ဆံနေဆိုပြီးအပြစ်ရှာလိုက်ပါတယ် အဲ့ဒီအချိန်ချက်ပြုတ်ပေးနေတဲ့သူတွေကိုဖမ်းခေါ်လာဖို့ပြောကဂျီအောင်တို့ကိုအပြစ်ပေးမယ်လို့ဟောင်းအိမ်တော်ရဲ့တပ်ဖြစ်သူကပြောလိုက်တာကြောင့်စမ်းမကြည့်ရသေးတဲ့ဟင်းရအတွက်ဆိုခံပြင်းတယ်လို့ပြောလိုက်ပြီးအရင်ဆုံးစားကြည့်ဖို့ပြောလိုက်ပေမဲ့အင်ချဲအောင်ကတော့ဟောင်းအိမ်တော်သမီးကိုဖမ်းခေါ်လာကဒီဟင်းရကိုမီးချီလို့စားမကောင်းရင်ဒီအိမ်တော်ရဲ့သမီးကိုဖမ်းခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။စားကြည့်လိုက်တဲ့အချိန်နူးညံ့နေတဲ့မိသားကြောင့်အစားအသောက်တွေလေးပေါ်ပြန်တက်နေပေမဲ့တာမန်ဟင်းပွဲပဲလို့ပြောလိုက်ပါတယ်။ အဲ့ဒီအချိန်မင်းကြီးရောက်လာပြီးသူလည်းမိကြီးဖို့ပြောလိုက်တာကြောင့်ဒီတန်ဟာတကယ်ပဲသူဆော့ဘလော့ဒီခဲ့တဲ့ယုံကြည်ကုန်းဆိုတာကိုသိသွားတဲ့ဂျီအောင်တယောက်စိတ်ပြက်နေခဲ့ပါတယ်။ခဏအကြာမင်းကြီးကိုယ်တိုင်မီးဆန်းကြည့်လိုက်တော့မီရှူမီပတ်နေထွက်လာတယ်လို့ခံစားရတယ်။အသားရဲ့နူးညံ့မှုကြောင့်ပါဝင်ပစ္စည်းတွေကိုမေးလိုက်ကအတကုံတီးလွတ်လိုက်ပါတယ်။ ထို့နောက်ဒီတော့ကောင်းတဲ့ဟေးရာကိုဘာကြောင့်မကောင်းဘူးလို့ပြောလဲလို့အင်ဂျင်ဟုံးကိုမေးလိုက်တဲ့အခါဒီလိုရတာမျိုးကတမောဟဘရင်ထွက်တာဖြစ်ပြီးကျွန်တော်မျိုးတို့လိုအညာတရဘာညာဆမကလာဆိုပြီးရွှေ့လိုက်တာကြောင့်တတ်တရာရသားခဲ့ပါတယ်။ဂျီအောင်လည်းမိကြီးသဘောကျတာကြောင့်ပျော်သွားခဲ့ပေမဲ့ဂျီအောင်เจ้าကိုဟိုးဒီဒီမေးကဘယ်ကလာလဲလို့မေးလိုက်ခဲ့ပေမဲ့အနာဂတ်ကလာတယ်လို့ပြောလိုက်တာကြောင့်မင်းကြီးလည်းဟင်းချက်တော့တော်ပေမဲ့အုံနောက်တော့မကောင်းဘူးလို့ပြောလိုက်ပါတယ်။သူစကားကိုမယုံနဲ့ဂျီအောင်လည်းစိတ်ပြတ်နေပြီးမင်းကြီးကတော့ဂျီအောင်ကိုမနှက်ဖြန်နန်းတွေကိုဖမ်းခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။တကယ်တော့မင်းကြီးဟာသူ့ ေကိုနန်းချရတဲ့ကိစ္စမှာပါဝင်ခဲ့တဲ့အမတ်ဟုံကိုသူခန်းစားရတယ်လို့ပြန်ခန်းစားရအောင်မြေပြည်သူကိုဖမ်းခေါ်ကမိသားစုအတွက်ဘာမှမလုပ်ပေးနိုင်တဲ့သူ့ရဲ့အဖြစ်ရက်ကိုသိအောင်တမင်လုပ်ခဲ့တာပါအခြားသူတွေကိုလွတ်ပေးပြီးသူတို့နှစ်ယောက်ကိုဖမ်းထားတဲ့အတွက်ဂျီအောင်လဲစစ်ပြက်ကသူအနာဂတ်ကလာကြောင်းဂီကွန်းကိုပြောလိုက်ပြီးပြန်သွားဖို့အတွက်မန်ဂိုရိုဆောက်ကိုပြန်ရှာမရမယ်လို့ပြောနေတော့မှာတော့မင်းကြီးနဲ့အင်ချေဟုံးတို့ဟာအစတည်းကချေဟုံးအစီအစဉ်ဟာဟောင်းအင်တော်ကိုပညာပေးချင်တာကြောင့်လှောက်ထားတဲ့ကိစ္စဖြစ်ပြီးဒီကိစ္စပြီးရနဲ့မြေမလေးကိုလွတ်ပေးမယ်ကြောင်းပြောနေခဲ့ပါတယ်အဲ့ဒီအချိန်ဟောင်းအင်တော်ကသာ ဖြစ်သူရောက်လာပြီးသူကတိအတိုင်းဂျီအောင်တို့ကိုလှုပ်ပေးဖို့ရောက်လာကဂျီအောင်တို့လည်းကြောက်ကံပါကိုစောက်ရှာဖို့ထွက်ပြေးလာခဲ့ပေမဲ့သူတို့လွတ်သားတာကိုမင်းကြီးကတည်သွားခဲ့ပါတယ်ကြောက်ကံပါကိုရောက်တဲ့အချိန်မှာပဲမင်းကြီးနဲ့ရဲမက်တွေရောက်လာပြီးဂျီအောင်ရဲ့အိတ်ကိုယူပေးမလို့နဲ့အောက်ကိုတခါရဲလွတ်ပြစ်လိုက်ပါတယ် ဂျေအောင်လည်းစာအုပ်ကိုရှာပြီးရင်ခိုင်းနှံလုပ်ဝေးမယ်လို့ပြောလိုက်တာကြောင့်နန်းတော်ကိုတခါတည်းခေါ်သွားလိုက်ပါတယ်။တစ်ဖက်မှာတော့ဂျေအောင်ကဆောင်းတီးနေအတွေ့လုံကကျိုးလဲသွားပြီးပြက်ကလက်ထိသွားခဲ့ပါတယ်။မိကြီးတယောက်အမျိုးသူတယောက်ကိုခေါ်ပြီးပြင်လာတာကိုသတင်းကြားတဲ့ဂျေအောင်တော့လေးရသူတယောက်တည်းကိုပဲရင်ထဲရှိရမယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်လမ်းမှာဖမ်းခေါ်လာတဲ့ဂျေအောင်တို့ကိုလမ်းကကလေးတွေကဂဲနဲ့ပေါက်နေတာကြောင့်မိကြီးကသူ့ပိုင်တဲ့ပစ္စည်းကိုမလို့ရဘူးလို့ပြောလိုက်တာကြောင့်ဂျေအောင်လည်းပြောစရာစကားမရှိဖြစ်နေခဲ့ပါတယ်။နန်းတော်ကိုရောက်တဲ့အခါမှာတော့ဂျေအောင်ကပြေးဖက်ကဂျေအောင်ထံခေါ်လာပြတာကြောင့်ဂျေအောင်လည်းတမိုင်းထဲမှာကောက်ချစ်တဲ့မိမ ဖြစ်တာကိုသိတာကြောင့်မင်းကြီးနဲ့အထင်လွဲပြီးသူကိုတတ်မှသိတာကြောင့်အကြည့်လဲနေခဲ့ပေမဲ့ဂျင်ရော်ကတော့ဂျီယောင်ကိုငကားမျက်ဆောင်နဲ့ကြည့်နေရင် episode 2လေးကပြီးဆုံးသွားခဲ့ပါတယ်